ငလင်ဘေးကြောင့်အသက်အိုးအိမ်စီးစိမ်တွေနဲ့ရှေးဟောင်းအမွေအနှစ်များစွာဆုံးရှုံးခဲ့ရပြီးပါပြီ။ဒီကြီးမားတဲ့ဘေးအန္တရာယ်ဖြစ်ရပ်တွေကြောင့်ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအပြင် အသက်ရှင်ကျန်ရစ်ခဲ့သူတွေအတွက်စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေဘလို့ဖြစ်နိုင်တယ်လဲဆိုတာကိုဖော်ပြပေးလိုက်ပါတယ်။ဒီနေရာမှာအဆင့်၄ဆင့်နဲ့စိတ်ပိုင်းဆိုင်ရာတုံ့ပြန်မှုတွေကိုတွေ့မြင်ရနိုင်ပါတယ်။အဲ့ဓာရီကတော့ ြီးမားပြင်းထန်တဲ့စိတ်ဖိစီးမှုအဆင့်တုံ့ပြန်တဲ့အဆင့်ပြင်ဆင်တဲ့အဆင့်တဖန်ပြန်လဲတိဆောက်တဲ့အဆင့်ဆိုတာတွေဖြစ်ပါတယ်။တဆင့်ချင်းစီကို အသေးစိတ်ရှင်းပြပါမယ်။ကြီးမားပြင်းထန်တဲ့စိတ်ဖိစီးမှုအဆင့်အခုလိုအန်ရဲကြုံပြီးခါစားအခြေအနေမှာလူအများစုဟာပြင်းထန်တဲ့စိတ်ဖိစီးမှုအဆင့်ကိုခံစားရလိမ့်ရှိပါတယ်။ပြင်းထန်တဲ့စိတ်ဖိစီးမှုဟာ အန်နီယံနဲ့ကြုံတွေ့ပြီးမိနစ်ပိုင်းနာရီပိုင်းရက်ပိုင်းအကြာမှာဖြစ်ပေါ်ပါတယ်လူတွေမှာစိတ်ဖိစီးစရာတစ်ခုကြုံလာရင် ထွက်ပြေးမလားပြန်တိုက်မလားဆိုတဲ့တုံ့ပြန်ချက်ကခန္ဓာကိုယ်ကိုတက်ရောက်မှု ဖြစ်စေပါတယ်ဒီလိုအချိန်တွေမှာမှန်မှန်ကန်ကန်တွေးတောနိုင်မှုနဲ့အာယုံစိုက်နိုင်မှုအားနည်းလာပါတယ်စိတ်လှရှားမှုများလွန်ပြီးမယုံကြည်တာအာအသင့်ထိတ်လန့်မှုတွေဖြစ်ပြီးတော့တုံ့ပြန်လေးရှိကြပါတယ် စိတ်ရောကိုယ်ပါမတိမငြိမ်ဖြစ်တာဒေါသဖြစ်တာရန်လိုတာအကျန်းဖက်တာငိုခြင်းအလွန်အမင်းဝမ်းနေခြင်းစတာတွေဖြစ်တတ်ပါတယ်ဒီအစ်စ်မှာတခုခုဆိုအထိတ်တလန့်ဖြစ်ပြီးချိန်မရအောင် ကြောက်စိတ်မွန်နာမျိုးတွေလည်းဖြစ်တတ်ပါတယ်လူအများစုဟာဘေးအန္တရာယ်ကြုံပြီးတပတ်ကနေ6ပတ်အကြာမှာတုံ့ပြန်တဲ့အဆင့်ကိုရောက်လိရှိပါတယ်အဲ့ဒီအဆင့်မှာတော့တုံ့ပြန်မှုနှေးကွေးလာတာ ဖိနှိပ်ထားတဲ့ညင်းပယ်ထားတဲ့ခံစားချက်တွေပေါ်ထွက်လာတာမျိုးတွေဖြစ်လေရှိပါတယ်။ဒီအဆင့်မှာကြုံရနိုင်တဲ့ခံစားမှုတွေကတော်တော်များပါတယ်။ခံစားချက်တွေရှုပ်ထွေးတာအင်းအားမဲ့တယ်လို့ခံစားရတာအကူအညီမဲ့တယ်လို့ခံစားရတာအနေရဲ့ကြုံတွေ့ခဲ့တဲ့နေရာကိုသွားဖို့ကြောက်ရွံ့တာအိမ်မဆိုးမတာစိုးရိမ်ပူပန်တာကနာမငိမ့်တာအိတ်မပြောတာကြွက်သားတွေနာကျင်တောင့်တင်းနေတာလက်တုံချေတုံဖြစ်တာ တယောက်တည်းနေချင်တာစိတ်တက်ကြတာအစိုးပဲရောက်တဲ့အတွေးတွေကတော်တော်များများအနှောက်ယှက်ပေးနေတာအဖြစ်တင်စိတ်ဖြစ်တာဝမ်းနည်းပူဆွေးတာတွေကို ခံစားရလိရှိပါတယ်ပြင်ဆင်တဲ့အဆင့်တွေငလင်းအပီးတလကနေ6လထိအကြာလောက်ရောက်တဲ့အခါမှာတော့လူအများစုက တင်းကြပ်မှုခံစားရတာနည်းနည်းလျော်လာမယ်အလွန်အမင်းစိတ်ရှုပ်ထွေးမနေတော့ဘူး နာကျင်မှုစိတ်ထိခိုက်မှုတွေဆက်ရှိနေသေးပေမယ့်ဖြေလျော့နိုင်မဲ့နီးလန်းတွေရှာလာပါတယ်။နေ့စဉ်ဘဝမှာစိတ်ဝင်စားမှုတွေပြန်ရလာမယ်။အနာဂတ်အတွက်အစီအစဉ်တွေစတင်စဉ်းစားလာနိုင်ပြီဖြစ်ပါတယ်။တဖန်ပြန်လဲတိဆောက်တဲ့အဆင့်6လနဲ့အလွန်နောက်ပိုင်းမှာတော့ပြင်းထန်တဲ့စိတ်ဖိစီးမှုလက္ခဏာတွေရော့ကျလာပါတယ်။ဝမ်းနည်းပူဆွေးမှုလက္ခဏာတွေကို လုံးလုံးမဖြေလျှော့နိုင်သေးပေမယ့် လက်ခံနိုင်တဲ့အဆင့်ကို ရောက်ရှိလာလိမ့်ရှိပါတယ်။တုံ့ပြန်မှုအများစုဖြည်းဖြည်းချင်းစီ ရော့ကျလာတော့လေမိမိကိုယ်ကိုဂရုစိုက်ဖို့စမ်းစစ်ဖို့အရေးကြီးနေပါသေးတယ်။အပေါ်မှာပြောပြခဲ့တဲ့အဆင့်တွေတိုင်းအချိန်ကာလတစ်ခုအကြာရောက်ရှိဖို့ကလူတူးချင်းစီနဲ့မိမိတို့ရရှိနေတဲ့လူမှု အထောက်ပံ့တွေရဲ့ကိစ္စကလည်းအရေးကြီးပါတယ်။ တုံ့လုံမှုကြောက်ရွံ့မှုနဲ့ဆုံးရှုံးမှုတွေကိုရင်ဆိုင်ခဲ့ရတဲ့ငလင်ဘေးမှာ အသက်ရှင်ကြံ့ရစ်ခဲ့သူတွေအတွက်စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုတွေကအရေးကြီးပါတယ်။မိမိကိုယ်တိုင်လည်းစိတ်ခံစားမှုတွေကို စီမံထိန်းညှိနိုင်ဖို့ဒီအချက်တွေကိုလှောက်ဆောင်နိုင်ပါတယ်။ကိုယ်ခံစားနေရတာတွေကိုအတိအမှတ်ပြုပါ။ဒီလိုအချိန်မှာကြောက်ရွံ့မှုဝမ်းနည်းမှုဒေါသဒါမှမဟုတ်စိတ်ရှုပ်ထွေးမှုကို ခံစားရတာပုံမှန်ပါပဲ။ ဒီအချိန်မှာဖြစ်လာတဲ့စိတ်ခံစားမှုတစ်ခုချင်းစီမှာကိုပါခံစားနေရတယ်လဲဆိုတာကို ကိုကိုကိုအတိပေးပါစိတ်ခံစားမှုတွေကိုဖိနှိပ်မထားပါနဲ့တခုခုခံစားနေရရင် စကားပြောလိုက်တာ စာရေးတာဒါမှမဟုတ်ပုံဆွဲတာမျိုးနဲ့ကိုခံစားနေရတာကို ဖော်ပြလို့ရပါတယ်။တင်ချစ်တဲ့သူတွေ၊တင့်အိမ်ဒါမှမဟုတ် တင်တိတဲ့သူတွေရဲ့အသက်အိုးအိမ်များဆုံးရှုံးသွားခဲ့ရင်တင့်ကိုတင်ဝမ်းနည်းခွင့်ပေးလိုက်တာကောင်းပါတယ်။အခြားသူတွေနဲ့ချိတ်ဆက်နေပါ။တင့်ခံစားချက်တွေကိုမိသားစုတငယ်ချင်းဒါမှမဟုတ်အိမ်နီးချင်းများနဲ့ဆွေးနွေးပါ။မျှဝေကူညီခြင်းတွေတူညီရာအစုအဖွဲ့များဒါမှမဟုတ်ပံ့ပိုးကူညီရေးအဖွဲ့များနဲ့ပူးပေါင်းပါ။တင်စိတ်ဖိစီးမှုခံစားနေရတယ်ဆိုရင် ကောင်ဆယ်လာလို့ခေါ်တဲ့နှစ်သိပ်ဆွေးနွေးပညာပေးနိုင်သူဒါမှမဟုတ်စိတ်ချမ်းမာရေးကူညီပေးမဲ့ပညာရှင်တွေနဲ့ဆက်သွဲပါဒီလိုအခြေအနေဆိုးတွေကိုကြုံပြီးတဲ့သူတိုင်းဒီပညာရှင်တွေရဲ့အကူအညီတွေလိုအပ်ပါတယ်မိမိကိုယ်ကိုဂရုစိုက်တဲ့ self care ကိုလေ့ကျင့်ပါအေးရွာဖို့ခက်ခဲနေရင်တော့လုံလောက်တဲ့အနားယူဖို့ကြိုးစားပါ ကျမ်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကို စားသုံးပြီးရေကိုပြည့်ဝစွာတောက်သုံးပေးပါ။ကိုကြိုက်တဲ့သချင်းလေးတစ်ပုဒ်ဖြစ်ဖြစ် နားထောင်လိုက်တာမိမိကိုကိုယ်ရာဘာသာအလိုက်ဝိပုစုတောင်းတာအသက်ပြင်းပြင်းရှူတဲ့လေ့ကျင့်ခန်းတွေလိုတက်တောက်တက်တာဖြစ်စေတဲ့လေ့ကျင့်ခန်းတွေကိုလုပ်ကြည့်ပါ။စိတ်ထိခိုက်မဲ့သတင်းတွေကြည့်ရှုမိတာကိုကန့်သက်ပါ။ငလင်ပြီးကလေးကနှစ်ပတ်နီးပါးကြာတဲ့အထိလူမှုကွန်ရက်မှာ စိတ်နှလုံးထိခိုက်ကြေကွဲဖွယ်ကောင်းတဲ့တဲ့င်ဓာတ်ပုံနဲ့ဗီဒီယိုတွေအထက်ထက်ပေါ်နေစေဖြစ်ပါတယ်ဒီတဲ့င်တွေကိုအဆက်မပြတ်ကြည့်ရှုခြင်းကစိုးရင်စိတ်ကိုတိုးစေနိုင်ပါတယ်ဒီကာလမှာအချိန်တစ်ခုယူပြီးတဲ့င်တွေနဲ့ဆိုရှယ်မီဒီယာကနေအနားယူပါ နေ့စဉ်ပုံမှန်လှုပ်ရိုးလှုပ်စင်တွေကိုဆက်လုပ်ကြည့်ပါနေ့စဉ်လှုပ်ရိုးလှုပ်စင် အသေးစားတွေလို့ပြောတဲ့အခါမှာအစာစားတာ ကိုလက်လီကျင်ကန်းလှုပ်တာဒါမှမဟုတ်အခြားသူတွေကို အကူအညီပေးတာတွေကထိမ့်ချုံမှုသဘောကိုစောင့်ခြင်းပေးနိုင်ပါတယ်။တင်ချစ်ခင်ရသူများတင့်ကို အကူအညီပေးသူများထံဆက်သွယ်ခြင်းနဲ့အခြားသူတွေကိုအကူအညီပေးခြင်းများပုံမိုလှုပ်ဆောင်နိုင်ပါတယ်။စိတ်ဖိစီးမှုကိုတတ်တာစေသောလှုပ်ရှားမှုများလှုပ်ဆောင်ပါ။အသက်ပြင်းပြင်းရှူခြင်းတရားထိုင်ခြင်းဒါမှမဟုတ် ပေါ်ပါတဲ့ကာယလေ့ကျင့်ခန်းကို လေ့ကျင့်ပါ။သင်အတွင်းနဲ့စိတ်ခံစားချက်များကိုခြာရေးပါ။ကိုယ့်ကိုယ်ကိုစိတ်ရှည်ပါ။ခံစားချက်တွေကိုအတိအမှတ်ပြုပြီးစိတ်ဖြည့်လျှော့တဲ့အခါသင်ကိုယ်သင်စိတ်ရှည်ပေးပါ။ကိစ္စရပ်တွေကို အလင်းစလိုမလုပ်ပါနဲ့။စိုးတဲ့နေ့တွေရှိသလိုကောင်းတဲ့နေ့တွေလည်းရှိတယ်ဆိုတာကိုသတိရပေးပါ။တင့်မှာစိတ်ဖြည့်စည်းမှုပြင်းထန်လာပါက အောက်ပါအချက်များကိုလှောက်ဆောင်နိုင်ပါတယ်။အသက်ဝဝရှူပါ။တင့်ဝမ်းပိုက်ကိုဘူစီပေါင်းတစ်လုံးလိုမျိုးသဘောထားလိုက်ပါ။ရှူသွင်းလိုက်တဲ့အခါမှာဘူစီပေါင်းထဲကိုလေမုတ်သွင်းလိုက်သလိုတင့်ဝမ်းပိုက်ဟာပိုကြီးလာတာကိုသတိပြုကြည့်ပါ။အဲ့ဒီအချိန်မှာတင့်ပခုံးတွေနဲ့ရင်ဘတ်ကတော့မြင့်တက်လာတာမျိုးမဖြစ်ရပါဘူး။ပြီးရင်တင့်ပဇက်ကနေလေကိုဖြည်းဖြည်းချင်းပြန်ရှူထုတ်ပေးပါ။ တင့်ဝမ်းပိုက်သေးကိုဘူးစီပေါင်းတွေကလေလျှော့လိုက်တယ်လို့မျိုးရော့တဲ့ရော့လာနေတာကိုတတိပြုကြည့်ပါအာယုံ၅ပါးလေ့ကျင့်ခန်းကိုလှုပ်ဆောင်ပါဒီလေ့ကျင့်ခန်းကမခက်ပါဘူးတင့်အာယုံခန်းစားမှုတွေအပေါ်မှာခဏလောက်အာယုံစိုက်ထားကြည့်ပါတင့်ပတ်ဝန်းကျင်မှာရှိတဲ့အရာတွေပေါ်မှာစိတ်အာယုံကိုထားကြည့်ပါတင့်ရှိမှာရှိတဲ့အရာတွေပေါ်မှာအာယုံစိုက်ခြင်းကတင့်ဆိုရင်စိတ်ကိုခဏလောက်ဖယ်ရှားပေးနိုင်ပါတယ် အခုပတ်ဝန်းကျင်မှာရှိတဲ့အရာ၅ခုလောက်ကိုတည်တည်ချာချာကြည့်ပြီးနာမည်တက်ပြောကြည့်တာမျိုးလုပ်ကြည့်ပါအဲ့ဒါကသေးတာပဲဖြစ်ဖြစ်ကြီးတာပဲဖြစ်ဖြစ်တင်အာယုံစိုက်ကြည့်နိုင်ပါတယ်အလားတူပဲတင့်ပတ်ဝန်းကျင်မှာကြားနေတဲ့အရာတွေပေါ်မှာ အာယုံစိုက်ပြီးနားထောင်ကြည့်ပါပြီးရင်တော့အနံ့အာယုံပေါ်မှာအာယုံစူးစိုက်ပြီးတတိပြုကြည့်ပါတင့်လက်တင့်ချေတွေ ထိတွေ့နေတဲ့အာယုံတွေပေါ်မှာအာယုံစိုက်ကြည့်ပါတင့်ရှာပေါ်မှာရနေတဲ့အရာသားပေါ်မှာအာယုံစူးစိုက်ကြည်ခြင်းများကိုလည်းဆက်လက်ပြုလုပ်ပေးနိုင်ပါတယ်။ခန္ဓာကိုယ်ဖြည့်လျှော့မှုလေ့ကျင့်ခန်းတင့်ခန္ဓာကိုယ်တပိုင်းချင်းစီကိုလှုပ်ရှားပေးပါ။လက်တွေနဲ့ခြေထောက်တွေကိုဖြည်းဖြည်းလှုပ်ခါပေးခြင်းခန္ဓာကိုယ်ကိုဖြည်းဖြည်းလှုပ်ခါပေးတာလက်မောင်းတွေကိုဆန့်ထုတ်ပေးတာလက်ဘင်းကိုဟိုဘက်ဒီဘက်ဖြည်းဖြည်းလှည့်ပေးတာ အကျောလျှော်တာလမ်းလျှောက်တာတွေပြုတ်လုပေးနိုင်ပါတယ်။ဒီငလင်ပင်းမှာဆုံးရှုံးလိုက်ရတာတွေကိုငလင်တန်ဆူဆူရွရွမကြုံရသူတွေလည်းတင်းနဲ့တူတူခံစားရပါတယ်။အခုကြုံရတဲ့ဘေးအန္တရာယ်ကမိမိကြောင့်မဟုတ်ပဲမိမိလိုပဲကြုံတွေ့ခဲ့ရသူတွေမှာအလားတူ စိတ်ခံစားမှုတွေဖြစ်ကြတယ်ဆိုတာသတိရပေးပါ။တဲ့အနေနဲ့အရင်ကလည်းဒီလိုပဲခက်ခဲတဲ့အခြေအနေတွေကို ကြော်ဖြတ်နိုင်ခဲ့တဲ့အချိန်တွေရှိတယ်ဆိုတာကိုသတိရပေးပါ အခုကြုံတွေ့နေရတဲ့အခက်အခဲတွေကို ကြော်ဖြတ်နိုင်ပါတယ်ကိုယ့်ကိုကူညီပေးနေတဲ့သူတွေရှိတယ်ဆိုတာကိုသတိရပြီးနေ့ရက်တရက်ချင်းစီမှာမိမိတို့လုံနိုင်တာကိုဆက်လက်လှုပ်ဆောင်ရင်းစိတ်ခံနိုင်ရည်အားကိုဆက်လက်မွေးမြူနိုင်ဖို့မြတ်တာဖြင့်တိုက်တွန်းလိုက်ရပါတယ်